တိုင်းမှာချစ်သူအိမ်တော်ဗတ်များကြံခဲ့သူတွေဟာလူဘွားကို ရောက်လာတဲ့အခါညီတို့အမိဘုံခံစားဖြစ်ပေါ်နိုင်တဲ့နည်းကျေးဇူးနာစင်နေကြတဲ့ပိတ်သက်တွေအားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့တိုင်းအကြောင်းသိလို့သူတွေမမြဲတဲ့ကြောင်းတရားတွေကိုသိဖို့အတွက်အကျွန်တော်ဆိုင်ကုန်ဒီမှာပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာတတော်ဝါတိုင်းဟာအချင်းနဲ့ပတ်သက်ရင် ပူလောင်ခြင်း အေးချမ်းခြင်းတွေကို နားမလဲပဲဘဝတစ်ခုတန်တရားတစ်ခွေမှာ အတူတကွာတစ္ဆာပြုခြင်းဂရေကဝတ်တွေထားခဲ့ပြုခဲ့ဆိုခဲ့ကြတာရှိတယ်။1500ထက်ပိုတဲ့အချစ်တွေဆိုတဲ့ခေါင်းစဉ်အောက်မှာတန်တရာဘဝကိုမသိပဲဘဝဆက်တိုင်းသူနဲ့ပဲအချိန်ကြီးကုန်ခြင်းနဲ့သူနဲ့ပဲချစ်သွားခြင်းနဲ့သူနဲ့ပဲဘဝဆက်ဆက်တယောက်ပေးမှတယောက်နေသွားခြင်းနဲ့အမြဲရှိနေစေခြင်းနဲ့တို့ပါတော့ပေါ့အချစ်ဟာတကယ်တော့အေးချမ်းပင်မယ်အချစ်ဆိုတဲ့အနောင်အဖွဲတန်ရောစဉ်ကြီးသွားတဲ့အခါ တာမန်လူတွေမပြောနဲ့ပုတ်ခုထူများပင် ဖြတ်ဖို့ရန်လွန်စွာခက်ခဲတယ်။အချစ်ကြီးပြီးအမျက်ကြီးလာတယ်။တင်းစားအဖြစ်ပြောင်းလဲခြင်းနဲ့အမုန်းပြားတွေအဖြစ်ပြောင်းလဲခြင်းနဲ့အာဃာတတွေအဖြစ်ပြောင်းလဲခြင်းနဲ့ဘဝမှာနောင်တရစရာအဆက်ရစရာတွေအထိပြောင်းလဲသွားနိုင်တယ်။ဒီနေရာမှာတိုက်ဆက်ရှိသူများဟာအထူးသဖြင့်အတိတ်မှာစစ်သူအိမ်တော်ဗတ်များကြံခဲ့သူများဟာလူဘဝတို့မရောက်လာခင်တိုက်တွင်အတူတကွာ ကတိကဝတ်ခံခဲ့ခြင်းအတူတကွာတစ္ဆာပြုခဲ့ဆူတောင်းကြရင် လူပြည်တို့လာကြတယ်အတိတ်ဘဝကသူများကမိမိရဲ့ဆွေမျိုးမိဘတွေထက်ဘေးမှာအမြဲစောင့်ရှောက်ခြင်းကြည့်ရှုခြင်းများလာရောက်ခြင်းများပြုလုပ်တဲ့ဒီနေရာမှာပြောပြချင်တာက ထို့သောကြံခဲ့သောတိုက်ဆက်များနဲ့တိုက်ရဲကြောင်းစိတ်ဝင်စားသူများကိုတာအဓိကထားရွယ်ရပါတယ်ခင်ဗျာဒါဆိုဘာဖြစ်လို့အတူတကွမလွတ်ကြတာတလဲဆိုရင် လူပြည့်ဖို့ဆိုတာ မလွယ်ကူတာထက်ကိုပိုမလွယ်လို့ပါလူအတူဖြစ်ပုံကုသိုလ်တရားမလုံလောက်တာလည်းဖြစ်နိုင်တယ်တချို့ကအတူတကွသွားပုံလူဖြစ်ဖို့လုံလောက်တဲ့ကံတရားတွေရှိလို့နေမှာဒါကြောင့်အတိတ်မှာခြံခဲ့တဲ့သူများအတွက်အယောင်မပါတဲ့စေတနာတွေနဲ့သူရဲ့ဘုံကံပါရမီတွေတိုးတက်အောင်ကုသိုလ်အမြှပေးတင်ပါတယ်မိမိကကောင်းတဲ့ဆုံးခြင်းနဲ့ဆုံးခြင်းသေးတယ်မိမိကိုကာကွယ်ပေးခဲ့တဲ့ကျေးဇူးရှိခဲ့ဘူးရဲ့လို့ ခံစားရတာပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့မိမိကတန်တရာကလွံ့မြောက်ခြင်းနဲ့တရားကိုကျင့်ကြံနေသူဒုံမဟောအနောင်ဖွဲ့မထားခြင်းသာပဲဖြစ်ဖြစ်ထိုသူများကတော့ပြုလုပ်တဲ့ပြုလုပ်ထိုက်တာကိုပြုလုပ်ပြီးယုံထွက်ပါဒီလိုကိစ္စဆိုတာယုံထွက်ဖို့ခက်ခဲတယ်ဆိုတာဒီပေမဲ့မိမိကမေတ္တာတရားနဲ့ဖြည့်ညှစွာယုံထွက်ပါအကျန်းနည်းနဲ့မောင်းထုတ်တာ ဥပိ္ပခာပြုတာတွေလုံးဝမလုပ်သင့်ဘူးလို့ထင်မိပါတယ် ဒီနေရာမှာအရှိုးတွေကပြောကြမှာပါကျွန်တော်ကျမကို သူကနှောက်ရက်တယ်စီးပွားရေးလူမှုရေးအချစ်ရေးအိမ်ဆောင်ရေးကအစပျက်စီးအောင် လုပ်တယ်တို့ဘာလို့ပေါ့ဒီလိုပြလို့ရင်တော့မိမိကအထပ်ပါမီလန်နေကို အသုံးပြနိုင်ပါတယ်တကယ်ချစ်တဲ့သူကမိမိကိုအစအစအရရနှောက်ရက်ဖို့မပြောနဲ့မိမိစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေရင်တော့ခန္ဓာကိုယ်မရှိတဲ့နံသဘောနဲ့ဘေးကနေစောင့်ရှောက်ပြီးကူညီပေးတယ်အတူတကွဝန်းနေပေးတဲ့သူတွေပါ ဒုက္ခတစ်ခုခုတစုံတရာ ဖြစ်ရင်တောင်တတိပေးတယ်။တစ်ခုခုဖြစ်တော့မယ်ဆိုရင်လည်းလာတတိပေးတယ်။ကိုယ်အထီးကျန်တဲ့အချိန်တွေဆိုရင်ဝမ်းနေတဲ့အချိန်တွေဆိုရင်ဘေးမှာအမြဲရှိပေးတယ်။ခန္ဓာမရှိတဲ့သူကဘေးမှာသူရှိနေရင်ဘလို့ခံစားရတယ်လဲဆိုရင်တယောက်တည်းရှိနေရင် အထီးမကျန်ပဲပျော်နေတယ်၊ကျေနပ်နေတယ်၊အရာရာကိုစိတ်ကျဉ်နှက်နေတယ်ဆိုတဲ့သဘောမျိုးပေါ့။ပြောချင်တာကတကယ်ချက်ချင်းသူတွေဟာနောက်ရှက်ဖို့မပြောနဲ့ ကိုနာကျင်နေအောင် သူတို့ပါ နာကျင်နေတဲ့သူတွေပါမိမိကိုယ်ကိုနှောက်ယှက်တယ်ဒုက္ခပေးတယ်ဆိုတာအရှာပယောကအတိုက်ကြောင့်လို့ထင်မိပါတယ်အခုခစားနေတဲ့တခြင်းတွေကစာသားတစ်ချောင်းတိုင်းပေါ့နှလုံးသားကြည့်ပြီးအုံနောက်ပါမလာတဲ့အခါအချိန်တစ်ခုမှာ သူနဲ့ဘလို့တစ္ဆာပြုခဲ့ဂတိပြုလုပ်ခဲ့တယ်လဲဆိုတာမသိနိုင်ဘူးပေါ့ထိုအကြောင်းတရားတွေပါခဲ့သူတွေဟာလူပြည့်လူရွာတို့ရောက်ခဲ့လင် ချစ်တူရည်စားထားလင်းပင်မိမိစိတ်ကအပြောင်းလဲဉာဏ်ခြင်းနဲ့အကြောင်းရရာမရှိဘဲထားခဲ့ခံရခြင်းနဲ့မိမိကိုတုံနေအောင်ချစ်နေပေမဲ့စိတ်ထဲလွမ်းသလိုတတိယသလိုအသေးကွဲနေတဲ့ခံစားချက်မျိုးအထီးကျန်တဲ့ခံစားချက်မျိုးတွေဖြစ်ပေါ်ခြင်းနဲ့ငွေရည်စင်မှာပဲဖြစ်ဖြစ်အချိန်တစ်ခုမှာပဲဖြစ်ဖြစ်အိမ်မက်ထဲသို့မဟုတ်လက်တွေမှာလုံးတဦးတစ်ယောက်ကမိမိကိုကာကွယ်စောင့်ရှောက်နေသလိုခံစားရခြင်းထိုသူကိုမြင်လဲမမြင်ဘူးပဲမဲ့စိတ်แท้တွင် စိမ့်မနေပဲရင်းနေနေခြင်းမိဘလိုလည်းမဟုတ်မိတ်ဆွေအပေါင်းအသင်းလိုလည်းမကားတဲ့စိတ်ခံစားချက်လိုမျိုးပေါ့လက်ထပ်ပေါင်းတင်လိုက်တဲ့အခါလဲမိမိကချစ်လို့ပဲဖြစ်ဖြစ်အချင်းနေတစ်ခုကြောင့်ပဲဖြစ်ဖြစ်မိဘကသဘောတူလို့ပဲဖြစ်ဖြစ်မိမိကိုယ်ကိုအိမ်အောင်ကြသွားသည်ကိုမယုံနိုင်ခြင်းအိမ်မက်တစ်ခုလိုဖြစ်နေခြင်းမိမိကိုကိုသူနဲ့မတန်တလို့မိမိကပဲဘုံကံကြီးနေတလို့နောင်တရတလို့လို့ပြန်ပေးကျင်တလို့လို့ခံစားရခြင်း မိမိအိမ်နောက်ပတ်ဘေးမှာငုံတုတ်ကြီးရှိနေတာတော့ဘသူကိုလွမ်းမမ်းမသိလွမ်းနေခြင်းတတိယနေသလိုအသေးခွဲနေသလိုတယောက်ယောက်ကမိမိကိုပဲလွမ်းနေတတိယနေသလိုခံစားရခြင်းမိမိအိမ်နောက်ဘက်ကသူတော်ကောင်းပဲဖြစ်ဖြစ်သူယုံမှာပဲဖြစ်ဖြစ်အချိန်တစ်ခုမှာသူနဲ့အတူမနေနိုင်ခြင်းဒေါသထွက်သလိုသူ့ကိုကြည့်ပြီးအာမရသလိုစိတ်ထဲဘဝင်မကြသလိုခံစားရခြင်းနောက်ဆုံးလင်းများကိစ္စမပြောနဲ့ အသားချင်းထည့်ရင်တောင်မနှင်မြူလာခြင်းမိမိဘေးနားပင်တော်၎င်းအိမ်မက်ထဲတင်တော်၎င်းလက်တွေ့လိုလိုအချိန်ခါတွင်တရားရောက်ကိုမြင်တွေ့နေရသလိုရှိနေသလိုဘေးနားမှာနေနေသလိုခံစားနေရခြင်းမိမိအိမ်တော်ဘက်ချစ်သူနဲ့အဝေးမှာသာနေရခြင်းနီးလင်ရံဖြစ်စကားများခြင်းမိမိအတိတ်ဘဝမှာအိမ်တော်မပြုပါဟုကတိထားခဲ့သူများကတော့ထိုအချိန်ဤထပ်ပို့ဆိုနိုင်ပါတယ်တိဘဲကွင်းရင်ကွယ်မကွယ်ရင် ရှင်ခွဲခွဲရတတ်တာတဲ့အိမ်တော်ဆက်များတာတွေအထိဖြစ်ပေါ်နိုင်ပါတယ်။ဒါကတော့အတိတ်မှာချစ်သူအိမ်တော်ပတ်များနဲ့အတူတကွာဂတိကဝတ်ပြုခဲ့သူများဖြစ်လေဖြစ်တာရှိတဲ့သဘောတဝါဝတွေကို အနေချင်းများပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ထို့သောနောက်ဆက်ဖြစ်ပေါ်လာပါကမိမိဟာ လူပြိုလူဆိုရင်ကိစ္စမရှိပေမဲ့အိမ်တော်တဲဆိုမိမိစိတ်ကို အလိုမလိုက်ပဲနှစ်ဦးနှစ်ဖက်ဒုက္ခဖြစ်စေမဲ့အကြောင်းတရားလေးကိုရှောင်ချင်ပါမြတ်တာနဲ့ ြုလုပ်ဆောင်ရွက်ပါ ထိုးထိုးရှိပေါ်ပါက ကျွန်တော်ပြောတဲ့အဋ္ဌံလေးတွေကို ဝင်ပေးပါအဋ္ဌံကတော့သက်စိအဋ္ဌံပါခင်မွန်ကြီး၁၀ပါးကိုရှိခိုးကြတော့ပါ၅ပါးသီလခံယူပါမြတ်တာသုံးသုံးခေါရွဖတ်တရေ၁၀ပါးမောရာသုံး၁၁ခေါရွဖတ်တရေ၁၀ပါးအရဟံပရိသုံးပတ်ပရိစိတ်ပြီးအမြဝေပါထိုးထိုးကိစ္စရက်များကြုံလာတိုင်းဒီအဋ္ဌံလေးတွေကိုဝင်ပေးခြင်းဖြင့်အစဉ်ပြေနိုင်ပါပါ ဒါကတော့တိုင်မှာချစ်သူအိမ်အောင်ဘက်များကြံခဲ့သူတွေဟာလူဘွားမှာမိသွေးမိဘုံခံစားဖြစ်ပေါ်နိုင်တယ်လဲဆိုတာပြောပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာမိမိတို့တင်ရာခဲလာတော့လူဘွားကိုရရှိခဲ့ပြီမိမိတို့ပြုလုပ်တဲ့ပြုလုပ်ထိုက်တာကိုပြုလုပ်ရွေးမိမိတို့အသိဉာဏ်နဲ့ရှင်က မိမိတို့သွားလို့ရဘုံဌာနအသီးသီးကိုရွေးချယ်နိုင်ပါကြောင်းပြောရင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါရစေခင်ဗျာ ခုနှစ်နှစ်နဲ့ရှစ်နှစ်ဘွားတာသမီတော်တည်စေဤချမ်းသာကိုယ်ဤကျမ်းမာခြင်းနှင့်ပြည့်စုံ၍နေ့ရက်တိုင်းနေ့ရက်တိုင်းမှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာ